င်္ဂလာပါခင်ဗျာခုတလောမှာအပူလိုင်းတွေကိုကဘာနဲ့အဝမ်းလူတော်တော်များများကခံစားနေကြရပါတယ်နေမတိထိုင်မတိအပူဒဏ်တွေတလူးလူးအိတ်လို့မရအောင်ဖြစ်နေကြတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီညိုဆိုတာဘာလဲအဲ့ဒီညိုရဲ့ဘေးစုဒုက္ခတွေနောက်ပြီးအဲ့ဒီညိုတွေဟာ ဘယ်ချိန်ကစဖြစ်လာတယ်လဲဆိုတာကိုပါချိမိတ်ရှင်များဘဟုတုတရရန်အတွက်လာရောက်မျှဝေပေးရခြင်းဖြစ်ပါတယ်အနီညိုဆိုဒီမှာအစွန်းရောက်တဘာဝဘေးတစ်ခုဖြစ်ပြီးအလွန်ပူနေ၆တွေ့ဒီဖြစ်စဉ်တခုဟုအကြမ်းမြင့်မှတ်သားနိုင်သည်တိတိကျကျဆိုရလျင် တောင်မနီကတ္တဤအနောက်ဘက်အကန်ယူဒန်နိုင်ငံများဖြစ်သည့်အီကွေဒေါနှင့်ပီရူးနိုင်ငံများစီကို ခရစ်စမတ်ကာလတွင်တိုးဝင်လာတတ်ကြသောပင်လယ်ရေဘူးစီးရောင်းများကိုဒေသခံတန်ငါးလေးများကခေါ်ဝေါ်ထားသော အမိဖြစ်သည့်ရေဘူးရာအဖြစ်၅နှစ်မှ၇နှစ်အတွင်းတကြိမ်ခန့်ဖြစ်ပေါ်တတ်သည့်ယခုနောက်ပိုင်းတွင်၂နှစ်၃နှစ်အတွင်းလဲဖြစ်ပေါ်လာသည်ကိုတွေ့ရသည်အန်နီယူဖြစ်စဉ်သည်အကောင်းပါက ောင်အမေရိကနိုင်ငံမြန်မာတဆင့်တကဘာလုံးပြတ်နှက်ဖြစ်တည်တက်ပြီးရာဒီဥတုဖောက်ပြန်မှုများပြင်းထန်လာတတ်သည်များသောအဖြစ်အပူချိန်လွန်ခဲ့ခြင်းတောမီလောင်ကျွမ်းခြင်းမိုးခေါင်လွန်ခြင်းသောက်သုံးရီရှားပါခြင်းတို့ကိုဖြစ်ပေါ်စေတတ်ပြီးအချို့နိုင်ငံများတွင် အချိန်အခါမဟုတ်မိုးတဲထန်စွာရောက်သွန်းပြီးရေကြီးရေရှမ်းမှုများဖြစ်ပေါ်တတ်သည်1982ခုနှစ်1983ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အဲနီယိုဒီအင်အားပြင်းထန်ခဲ့သည်လွန်ခဲ့ပြင်းထန်သောရာသီဥတုဖောက်ပြန်မှုများကိုကဘာနှံ့ထိတ်လန့်ပွေရာတွေ့ကြုံခံစားခဲ့ကြရသည်1980ပြည့်နှစ်နှင့်1990ပြည့်နှစ်များမတိုင်မီ၅နှစ်မှ9နှစ်တခါလောက်သာဖြစ်တတ်သည့်အဲနီယိုဒီ1980ပြည့်နှစ်နောက်ပိုင်းနှစ်မှ3နှစ်တခါခန့်ဖြစ်လာခဲ့သည်1988ခုနှစ်မှ 1998ခုနှစ်ထိကာလအတွင်းပူပြင်း6ကြွေသောကာလတစ်ခုအပြင်မှတ်တမ်းတင်ခဲ့သည်1998 1998ခုနှစ်တွင်ထပ်မံဖြစ်ပေါ်ခဲ့သည့်အန်နီညိုဒီအဆိုးရွားဆုံးအပြင်းထန်ဆုံးဖြစ်လာခဲ့သည့်ကမ္ဘာတကမ္ဘာလုံးအလူလဲခံစားခဲ့ကြရသည်ယင်းအန်နီညိုကြောင့်ထွေထွေအယက်ယက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအမေရိကန်ဒေါ်လာ34ဘီလီယံခန့်ရှိခဲ့သည်တေဆုံးလူပေါင်း 2400ဒဏ်ရာရလူပေါင်း5300 3000ဖြည့်ပြောင်းလူပေါင်း6တန်းခိခိုက်လူပေါင်း113တန်းနှင့်ခိခိုက်သောမြေဧကပေါင်း56တန်းရှိခဲ့သည်ထိုဖြစ်စဉ်များကြောင့်အန်နီယိုကိုကဘာလူကဘာသားများက ထိတ်လန့်ကြောက်ရွံ့ခဲ့ကြသည်အန်နီယိုကိုခုခံကာကွယ်နိုင်ရန်တတ်နိုင်သလောက်ကြိုတင်ပြင်ဆင်ခဲ့ကြသည် ထိုကဲ့သို့ကမ္ဘာနိုင်ငံများတွင် အနီညိုကိုရင်ဆိုင်ကြုံတွေ့ရခြင်းတွင်မာနိုင်ငံတွင်လည်းရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်1999 1998ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့်အနီညိုဖြစ်စဉ်အကြောင်းမာနိုင်ငံရှိမြို့ကြီး18မြို့တွင်အပူချိန်အမြင့်ဆုံးစံချိန်တစ်မြားတင်ခဲ့သည်မြို့ကြီး15မြို့တွင်မိုးရေချိန်အနည်းဆုံးစံချိန်တစ်မြားတင်ခဲ့သည်2015 2016ကာလအတွင်းဖြစ်ပွားခဲ့သည့် အားကောင်းသောအန်နီညိုကြောင့်စံချိန်တင်ပူပြင်း၆ပြည်မှုများကြုံတွေ့ခဲ့ရပြီးအန်နီညိုအန်ဒီယကာကိုရေးကိုလွတ်တော်တွင်ဆွေးနွေးရသည့်အထိခက်ခဲခဲကြုံတွေ့ခဲ့ရသည်၂016ခုနှစ်တွင်စံချိန်တင်မီးလောင်ကျွမ်းမှုများပူပြင်း၆ပြည်မှုနှင့်ဓာတ်ရိုက်ဆက်ဆက်သောရောဂါများသက်သုံးရေရှားပါးမှုများနှင့်လည်းရင်ဆိုင်ခဲ့ရသည်အချုပ်ဆိုရလျင်အန်နီယိုဒီအစွန်းရောက်ပူပြင်း၆ပြည်မှုများဖြစ် ရာဒီဥပုဖောက်ပြန်ပြောင်းလဲစီပြီးစီးပွားရေးလူမှုရေးကျန်းမာရေးစိုက်ပျိုးရေးတိဆောက်ပြုပြင်ရေးစတဲ့ကဏ္ဍပေါင်းစုံတွင်ထိခိုက်မှုများဖြစ်ပေါ်စေသောဖြစ်စဉ်တစ်ခုဖြစ်သည်ပစိဖိတ်သမုတ်တရားတွင် ဖြစ်ပေါ်လေရှိသောအန်နီယိုရာဒီဥပုစောက်ကြည့်ရေးအဖွဲ့ NOAA USAE အောက်တိုဘာ9ရက်နေ့ထုတ်ပြန်ချက်အရအန်နီယိုရာဒီဥပုအခြေအနေစောက်ကြည့်ရန်တတ်မှတ်ထားသော Pacific သမုဒ္ဒရာအရှေ့ပိုင်း Equator တစ်ချက် ရှိအနီညို1အနီညို2အနီညို3အနီညို4ဧရိယာ၄ခုလုံးတွင်ပင်လေရေမျက်နှာပြင်အပူချိန်ပုံမှန်ကွာခြားမှု SSTA တံပိုးများမှာလုံညတ္တမ9ဒီဂရီဆက်ဆီယမ်မှာလုံညတ္တမ8ဒီဂရီဆက်ဆီယက်ခန့်ရှိကြောင်းအနီညိုဖြစ်ရန်ပင်လေရေမျက်နှာပြင်အပူချိန်ပုံမှန်မှကွာခြားမှု SSTA အနည်းဆုံးတံပိုးမှာ ုံညတထမ5ဒီဂရီဆက်စီယက်ဖြစ်တဲ့ဖြင့်အန်နီယိုအေရိယာဒေခုလုံးတွင်အန်နီယိုရာဒီဥတုဖြစ်စဉ်ရာခိုင်နှုန်းပြည့်ဖြစ်နေပြီဟုဆိုနိုင်ကြောင်းသိရသည်ကျေးဇူးပါ